မကောင်းကြံမိခြင်းတင်မောင်သည်သူ့ကိုယ်သူလောဘကြီးလွန်းသူမဟုတ်ဟုယူဆသည်ယနေ့လူအဖွဲ့စည်း၌ဒီအကြီးဆုံးဖြစ်သောရွှေငွေကိုတတ်မှတ်သူမဟုတ်ဟုသူ့ကိုယ်သူယုံကြည်သည်သူစားလောက်ယုံရလျင်ကျေနပ်သည်သူတီထောင်လိုသောသတင်းစာတိုက်တီထောင်ရ၌ဒီမြဲအောင်မြင်ယုံနှင့်ကျေနပ်သည်အမျက်ကြီးစားရန်ရည်ရွယ်ချက်မရှိဟုသူစိတ်၌သူတန်ရှင်းသည်သို့သောအခြားသတင်းစာဆရာများဤသူတင်မောင်သည် သတင်းလောဘမှုကြီးလာသူဖြစ်သည် သူလောက်ကိုင်းသောသတင်းစာအတွက် ထူအောင်တရင်ရမည်ဆိုပါကတင်မောင်သည်တဲတဲမဲမဲလိုက်သည်ဗမခေတ်တွင်တင်မောင်တို့တဲတဲမဲမဲတရင်လိုက်ပုံကိုကျင်းနေလာသည်ဖြင့်ဦးအောင်ခင်ကအမဲလိုက်ခွေးများဟုသူ၏တရင်တောင်များကိုကင်မိုးတက်ခဲ့သည်တဲတဲမဲမဲပင်ပင်ပန်းပန်းလိုက်ခဲ့သောတရင်ကိုမိမိတဆောင်နှင့်ပုံနှိပ်လိုသည်အခြားတရင်စာတို့၌ပေါ်ပြခြင်းမပြုနိုင်သောကိုပိုင်းတရင်ဖြစ်လိုသည်အခြားတရင်စာများမရနိုင်ရန်ဖုံးပိထားရန်လည်းအရေးကြီးသည်ပြေမောင်တရင်စာထွက်ဆကာလာကတင်မောင်သည် တည်င်းလောဘကြီးမိသည်ဖြင့်မပြုတင်ဒီကိုပြုရန်စိတ်ကူးမိအာတုံမိသည့်အတိမှားခဲ့မှုသည်1958ခုမန္တလေးတွင်ရန်ကုန်မြို့တုပ်တည်င်းစာကြီးများ၌ထူးဆန်းသောကျင်းညာတစ်ခုပါရှိပါသည်ဒုတိယမယားအလိုရှိသည်ဟုသောမျက်နှာမဲခေါင်းစဉ်ကြီးဖြင့်ပါရှိခဲ့သောကြော်ညာပင်ကြော်ညာသူကသူ့၌မယားရှိပါသည်သို့ပါတော်လဲဂျမ်းမာ၏အခြေအနေအရဒုတိယမယားလိုအပ်ပါသည်ဟုအကျယ်ရဝင်းရေးသား၍ဒုတိယမယားအဖြစ်ပူဇော်ဆောင်လိုသူများ ဒါမွေစာတိုင်းမှာတစဉ်ပူဇာရှင်တို့ဟုစာရွေးဆက်သွယ်ကြပါဟုကြေညာခဲ့သည်1958ခုအေပီလ16ရက်နေ့၌တင်းမောင်တင်းစာစတင်ထုတ်ဝေခဲ့သည်တင်းစာထွက်လာစတွင်တင်းမောင်မှာအဲရီတာတင်းတောင်ဓာတ်ပုံဆရာမန်နေဂျာထုတ်ပိုးသူစသဖြင့်တဦးတည်းတစ်တာမောက်လှုပ်ဆောင်နေရသည်အခြားတာဝန်များကိုတန်းရွက်ရ၌လွယ်ကူသည်တင်းတောင်များများမရှိသေးသောကြောင့်တင်းတောင်တာဝန်ယူရသည်မှာပင်ပန်းလာသည်တင်းဟူသည်မှာတင်းရှိမှရနိုင်သည်မို့ ရှာရသည်မှာကတ်ခဲလာသည် တရင်ရှာသည်ဟူရ၌အရထက်လေ၍ရှာရင်တရင်ကိုကောက်တွေးလေရှိသည်မဟုတ်အရေးကြီးဆုံးမှာတရင်စဖြစ်သည်တရင်အစနာလေးကိုကြိုက်ရမှာသူတရင်စီရရက်ွက်တို့ချင်းကန်ရှာပွေရသည် နိုင်ငံရေးတရင်စဖြစ်ကနိုင်ငံရေးရက်ွက်ဇီဝရေးတရင်စဖြစ်ပါကဇီဝရေးရက်ွက်တို့လိုက်ရသည်ဘုရားရှင်ကြီးညာချက်ကိုအများပြည်သူတို့စိတ်ဝင်စားသကဲ့သို့တင်မောင်းသည်လဲစိတ်ဝင်စားခဲ့သည်စိတ်ဝင်စားသည့်အတိုင်းတရင်အစနာကိုလိုက်ခဲ့ရမှာ ဦးသားရှင်အလိုရှိသည်ဟုကြေညာသူအားမြမအေးစေဦးအေးမောင်ဖြစ်သည်ဟု သိထားကြသည်တကူသောတနင်္ဂနွေနေ့မနက်တွင်နောက်တနေ့အတွက်မျက်နှာပုံးသတင်းမရှိသည်ဖြင့်တင်မောင်သည်စောစောကရထားခဲ့သည့်ဦးအေးမောင်၏သတင်းစာကိုလိုက်ခဲ့သည်ဓာတ်ပုံသတင်းတောက်ကိုရွှေမောင်နှင့်အတူရေကျော်ရှိဦးအေးမောင်၏တိုက်သို့သွားခဲ့သည်ကျွန်တော်ကကျင်းမုံသတင်းတောက်ပါဟုမိတ်ဆက်ပြီးပူဇာရှင်ကျော်ညာဆန်းအကြောင်းကိုမေးရသည်။ဦးဝေမောင်သည်သတင်းစာတို့၌အမိပါပြီးထေရှားရမီကိုနှစ်သက်သူဖြစ်ဟန်တူသည်။ ဒေဘောင်နှင့်ဥရွှေမောင်တို့အားလိုလိုလားလားပြောပြသည်နောက်ထပ်မရယူရသောတူညီသောလက်ရှိသတင်းတဲနှင့်အတူဓာတ်ပုံရိုက်ခံသည်ဥသာရှင်ဖြစ်လိုပါသည်ဟုကြောက်လွားတင်ကြသောစာများနှင့်အတူဓာတ်ပုံရိုက်ခံသည်ဖျားစင်၌ဖျားရှိကိုးပုံကစပြီးဓာတ်ပုံရိုက်ခံပြီးတင်ပေါင်းတို့တိလိုသူများကိုပြောပြသည်ရှားပါတော်တရုတ်စည်းသည့်အမျိုးမျိုးကိုတဲကင်းကျွေးမွေးပြီးအပြန်တွင်မောင်ရင်တို့မုံဘိုးပဲဖို့ယူကြအောင်မလားဟုပင်မေးသည်မယူပါဟုညင်းသောအခါ လိုတဲ့အခါလာကြပါတော့ဟုဖိတ်ခေါ်ကြသည် တင်မောင်းအဖို့မဟာသတင်းကြီးတစ်ပုဒ်ကိုရလေပြီသတင်းသည်ဖယားသူတို့ဟာဒီယာနှလုံးရွှင်ပြုံးပွဲဟာသသတင်းကြီးဖြစ်သည်အညီအဟောက်အနံလေးလည်းပါသေးသည်ဗမခင်နိုင်3လဆက်ရေးကြရသောတာဘိနသတင်းကြီးကဲ့သို့အခန်းဆက်ရေးရမည်သတင်းရှည်ကြီးလည်းဖြစ်သည်တိုက်သူရောက်ပြီးဓာတ်ပုံများကိုစေးကြရာဓာတ်ပုံတို့ကလည်းကောင်းလာသည်နောက်တစ်နေ့ကျင်းမုံတွင်ဝေဝေဆဆာပါတော့မည်ကျင်းမုံတစ်ဆောင်နဲ့ကိုပိုင် ထူဦးတည်င်းကြီးအဖြစ်ပေါ်ပြနိုင်တော့မည်ဟုတည်င်းကိုမရေမိကပင်ပီတိပြနေတော်သည်ဟိကမင်းရဲ့ကြိတ်ပြီးကြံသွားတာဝိုးကွာညနေ9နာရီခန့်တွင်ထုံးနေစဉ်တည်င်းစာမှတည်င်းတော်ကိုတင်မောင်ကြီးကတင်မောင်ထံသို့ဖုံးဆက်ပြီးကြည်သည် သူကစကားဆက်မပြောဘဲဖုံးချသွားသည် ကိုတင်မောင်ကြီးကဘာကိုဆလိုသည်ကိုချက်ချင်းမင်ရိပ်မိလိုက်သည်ဝေရွှေမောင်ကိုချက်ချင်းခေါ်ပြီးစုံစမ်းခိုင်းလိုက်သည်တောက်ပွားပါပြီဗျာဝေရွှေမောင်ညီညီညူနှင့်ပြန်လာသည် ဦးဝင်းမောင်ကထုံးနေစဉ်ကိုတယ်လီဖုန်းဆက်ပြီးခေါ်ရတဲ့ကိုတမောင်ကြီးသွားတဲ့ပြင်းမုံတရင်လာယူသွားပြီးဆိုပြီးတော့တရင်ပေးလိုက်တဲ့တို့ကဲ့သို့ကိုရှင်မောင်ကစိတ်ပြက်လက်ပြက်ပြောပြသည်တင်မောင်အဖို့တေးချင်းလောက်အောင်စိတ်ပြန်သွားသည်ကျွင်းချက်မှာတင်မောင်တို့ဘက်မှဖြစ်သည်တရင်ကိုကျွန်တော်တို့ကိုပိုင်တရင်အဖြစ်ပေါ်ပြခြင်းပါတယ်တခြားတရင်စာကိုမပြောပါနဲ့ဟုပိတ်ခဲ့ရမည်ဖြစ်ပါလျက်တရင်ကကောင်းလာတော့ကြောင့်ဝမ်းတာလုံးစုပြန်ခဲ့သည်တဖြင့်ဦးအေးမောင်အား နှုတ်ပိတ်ခြင်းမပြုခဲ့သည်မှာဒေမောင်တို့အမှားဖြစ်သည်မြမအေးဦးအေးမောင်သည်ဒေါနေစင်ဤအစုရှယ်ယာရှင်တူဖြစ်သည်ဟုလည်းအဆိုရှိသည်သူကသတင်းစာများများပါလင် ပို့ပြီးထင်ရှားသည်မို့ခေါ်ပေးဟန်သူသည်သတင်းစာကိုရအောင်ရှာရသည်ဦးအေးမောင်က ပြောမှပြောပါမည်လားမောင်းချလိမ့်မည်လားမတီးပဲအရေးဆုံး၍ဝင်ပြီးမေးကြရသည်တမနလုံးပင်မဲကြီးလိုက်ခဲ့သောကိုပိုင်ထူးဦးတရင်ကြီးမှာ ထိုနေ့စဉ်တွင်လည်းပါရှိပြီသတင်းတပုတ်ဖြစ်သွားလေပြီအကယ်၍သာငွေတသိန်းခန့်အလူခံရလိမ့်မယ်ဤမြစိတ်ထဲ၌ထိကိုက်နေနိုင်မည်မဟုတ်ဟုတင်ပေါင်းထင်သည်ကိုပိုင်သတင်းကိုခွဲပေးရသည့်သတင်းလောဘကြောင့်တင်ပေါင်းမှတူပူသွားသည်ဤသတင်းကိုကြေးမုံတဆောင်နဲ့ပါရမယ်ထိုနေ့စဉ်မှာမပါစီရဘူးတင်ပေါင်းသည့်ရုတ်တရက်ဆုံးဖက်ပြီးမပြုတ်တင်သောအမှုကိုပြုတော်သည်ထိုနေ့စဉ်ရဲ့မျက်နှာဖုံးဖောင်ကိုဖြိုးပေးကွာတိုကဲ့သို့ထိုနေ့စဉ်ရော ရေးမုံမှာဝင်ထွက်နေသည့်ဆက်စီယာတအူးကိုစေခိုင်းမိတော်သည်သူစင်းကသတင်းစာတစ်စောင်ကို၄မျက်နှာတွင်စာပေါင်း၄ခုဖြင့်၄ချိန်ရိုက်ပြီးမှခောက်၍ပြန်ချသည်၄မျက်နှာတွင် စာစီပြီးစာမျက်နှာဖွဲ့ထားသည့်စာပေါင်းကိုတွန်းချလေဖောင်ပြိုသွားတော်သည်သတင်းစာအဖို့ဖောင်ပြိုလျင်နောက်တည်းထွက်ရန်ခဲရင်သည်စာများပြန်စီပြီးမှထုတ်လျင်မနက်၁၇နာရီခန့်တွင်မှသတင်းစာထွက်နိုင်ပြီတင်းမောင်ကသတင်းလောမကြောင့်မမိုက်မဲမဲလှုပ်ကြံတော်လဲ တရင်စာနှစ်ဆောင်သလုံးအပေါ်တစ္ဆာရှိသောဆက်စီယာကဟောင်းကိုဖြိုပေးပါမည်ဟုတင်မောင်အားနှစ်သိမ့်ပြီးမှမဖြိုဘဲထားခဲ့သည်နောက်တစ်နေ့တွင်မှသူကတင်မောင်အားတောင်းပန်သည်ထိုအချိန်တွင်တင်မောင်သည်လည်းတတိပြန်လည်လာပြီဖြစ်သည်ဖြင့်မဖြိုသည်ကိုပင်ကျေးဇူးတင်ကြောင်းပြန်ပြောရသည်ဦးဝင်းမောင်၏တင်မောင်ထိုနေ့စဉ်ကခတ်တူတူသာပေါ်ပြသည်ဖြင့်ကျေးမောင်အဖို့ကိုပိုင်ထူးဦးတင်ကြီးအဖြစ်အောင်မြင်ခဲ့သည်စေရက်ခန့်ဆက်ရည်ရာစောင်းရည်9000မှ9000အထိစောင်းရည်2000ကျော်တက်ခဲ့သည် ်ကျင်းပုံထွက်ဆ၌အရှိန်ဟုန်မြင့်တင်ပြီးသောတရင်ကြီးတစ်ပုဒ်ဖြစ်ခဲ့သည်ဤသို့ပင်ဖြစ်စေကမူတရင်လောဘကြောင့်မပြုတ်သည့်သည်ကိုပြုတ်မိသောပြစ်မှုအတွက်တင်မောင်းသည်သူ့ကိုယ်သူအပြစ်တင်၍မဆုံးတော့ပြီဆရာဦးထွန်းပေအားဤအမှုအတွက်ဤဝန်ခံချက်ဖြင့်ချစ်ခိုးကြော်ရင်တောင်းပန်အပ်ပါသည်